မိုးရဲမောင်ခိုသမားတွေနဲ့ဂန်ရန်ဆောင်တပ်ဖွဲ့တွေရဲ့ပစိဖိတ်သမုတ်တရားမှ၃ဖွင့်ဆိုင်တိုက်ပွဲဒေသစံတော်ချိန်နေ့လေတနာ ਈ ဒီနေရာကကန်ဒါဟာရီလိုနာမည်ကြီးတဲ့ဆင်မြေပြင်မြို့တော့မဟုတ်ပါဘူးဒါပေမဲ့အသက်ရှူမားလောက်တဲ့ဆက်စင်ရေးတစ်ခုကတော့ဖြစ်ပေါ်လာဖို့အစားပြုနေတာပါအဓိကဆက်လိုက်ဖြစ်တဲ့အမေရိကန်ကန်ရန်ဆောင်တပ်ဖွဲ့ကတော့ပစိဖိတ်သမုဒ္ဒရာရဲ့ကျယ်ပြောလာတဲ့ရေပြင်ထပ်မနေရယူထားပါရည်။သူတို့ကဂါလာပိုစကိုကျွန်းတွေရဲ့အရှေ့မြောက်ဘက်မိုင်၄၀၀အကွာမှာရှိတဲ့တန်ရရဖြစ်စရာလှုပ်ရှားမှုတွေကိုခြေရာခံနိုင်ခဲ့လို့ပါပဲ။ အဲ့ဒါကမိုးရမောင်ခုတ်သမားတွေရဲ့ရေငုပ်တင်းမောငယ်လေးပါပဲ။ရေငုပ်တင်းမောဆိုပေမဲ့ရေအောက်ကနေတွားနေရတော့မဟုတ်ပါဘူး။ရေပြင်မှာတင်းမောတစ်စီလုံးကပ်မြုပ်ပြီးတွားနေတာပါ။ရေမြုပ်တင်းမောလို့ပြောရင်တော့ပုံမှန်ပါလိမ့်မယ်။သူတို့ကအမေရိကန်ကိုင်ဝရန်ဆောင်တက်ကိုလှည့်စားနိုင်လိမ့်မယ်လို့ပဲထင်နေကြတာပါသူတို့ကိုအစာကလေးကခြေရာခံမိနေကြတယ်ဆိုတော့တိတောင်မတိသေးပါဘူးဒီတင်မောလေးကနောက်ထပ်၄နာရီအတွင်းမှာပဲရေချောင်းရဲ့အရေးပါတဲ့ဂုံသွဲတင်မောတွေရဲ့လမ်းကြောင်းတွေကိုရောက်သွားတော့မှာပါအဲဒီခါကျရင်တရားဝင်သွားလာနေတဲ့ရေရင်တစ်ထောင်ကျော်ကြားထဲမှာရောရောင်ပြီးပျောက်ကွယ်သွားမှာဖြစ်ပါတယ် အဲဒါကြောင့်ဒီသင်းမောက်ကိုအချိန်မီကြားဖြတ်ဖမ်းဆီးနိုင်မှုကလေဂန်ရန်ဆောင်တက်အတွက်အရေးကြီးနေတာပါစစ်တပ်ကပုံမှန်လိုရုပ်လုံစင်ဖြစ်တဲ့ကြားဖြတ်ဖမ်းဆီးမှုလုပ်ငန်းစဉ်ကိုစီစဉ်နေပါတယ်ဒါပေမဲ့ဒီမူရင်မောင်ကိုသင်းမောက်လေးမှာထူးခြားတဲ့လျှော်ဝှက်ချက်တခုရှိနေမှန်းကိုဂန်ခြေဆောင်တက်ဖွဲ့ဝင်တွေကလည်းမသိခဲ့ပါဘူးအဲဒီလျှော်ဝှက်ချက်ကပင်လယ်ပြင်မှာသုံးပွင့်ဆိုင်ထိတဲ့ရင်ဆိုင်မှုအဖြစ်အသွင်ပြောင်းလဲပြစ်လိုက်တာပါကန်ယူရန်ဆောင်တပ်ဖွဲ့ဝင်တွေကပုံမှန်တာဝန်တွေကိုထမ်းဆောင်နေရင်ရေဒါဘော်ကထူးခြားချက်တစ်ခုကိုသတိထားမိခဲ့လို့မူရင်မောင်ကိုတင်းမောကိုအခုလိုမျိုးခြေရာခံနိုင်ခဲ့တာဖြစ်ပါတယ်။ ရေဒါပေါ်မှာပေါ်လာတဲ့အဆက်ပြောက်လေးကအာရန်ကောင်းနေတာတော့မဟုတ်ပါဘူးပေါ်လာလိုက်ပျောက်သွားလိုက်မိတုံမိတုံဖြစ်လိုက်ပုံစံမျိုးပါနောက်ပြီးရွေ့နေတဲ့အချိန်ကလည်းအရန်နှင်းနေပါလေဒီလိုနေရာမှာအဲ့လိုအချိန်နှင်းနေတဲ့ခုံမောင်းနဲ့ရေရင်ဆိုတာမျိုးကမရှိသလောက်နေပါနေတာပါအဲ့ဒါကိုအထွေးကြုံရင်းနဲ့ကန်ယူရန်ဆောင်တက်တွေကလည်းတည်နေပါလေအဲ့ဒါကြောင့်ဒီအရာကတရားဝင်မဟုတ်ဘူးဆိုတာကိုလည်းချက်ချင်းတွက်ချက်နိုင်ကြတာပါတရရဲ့တွက်ချက်မှုမှာတော့အဲ့ဒီအရာကမူးယစ်မောင်ကိုတင်းမောပဲဆိုတာတရားရာခိုင်နှုန်းပါပဲဒီလိုစုံစမ်းရတဲ့ခရီးကိုတော်ယုံမောင်ကိုပြစ်စည်းနဲ့ဘယ်သူမှယင်ကြမှာမဟုတ်ပါဘူး သူတို့ရဲ့တွက်ချက်မှုကလည်းမှန်ကန်ပါတယ်။ရေပြင်မှာပေါ်လင်မနီအောင်ဒီဇိုင်းထုတ်ထားတဲ့ဒီသင်္ဘောကအလေးချိန်၃တန်ရှိတဲ့မူရစ်ဆေးဝါးတွေတည်လာခဲ့တာပါ။သူတို့အတွက်၄နာရီလောက်ပဲစွန်လာရမှာဖြစ်ပါတယ်။၄နာရီကျော်လို့အများဆုံးသင်္ဘောလမ်းကြောင်းထဲရောက်သွားရင်တော့သူတို့ကိုခြေရာခံမှုခက်ခဲသွားပါပြီ။အရေးကြရင်တော့အခွင့်အရေးကသူတို့ဘက်မှာရှိသွားတော့မှာပါ။ကင်ရန်ဆောင်တက်ကလည်းဒီအခြေအနေတွေကိုနားလည်ပါတယ်။အားအကြောင်းအချိန်မလွန်ခင်အရေးသင်္ဘောကိုကြားဖြတ်ဖမ်းဆီးဖို့လိုအပ်နေတာပါ။ဒီအချိန်မှာတော့ရိုးရှင်းတဲ့သင်္ချာသဘောတရားတွေကပြဿနာဖြစ်လာပါတယ်။ အဲ့ဒီမူရမောင်ကိုတင်မောင်းတဲ့အနည်းဆုံးရှိတာကတော့ဂိုင်ရန်ဆောင်တက်ရဲ့စီနီကာကင်းလှည့်တင်မောင်းပါပဲစီနီကာမှာမြေကောင်ကြီးအားကောင်းတဲ့အင်ဂျင်တွေတက်ဆင်ထားပါတယ်ဒါပေမဲ့အဲ့ဒီအင်ဂျင်တွေကိုအစောင်းကုန်ဖွင့်ပြီးမောင်းဝင်အောင်မှ20 knot နှုန်းနဲ့ပဲမောင်းလို့ရမှာပါတန်တရားရှိနေတဲ့တင်မောင်းတွေက90 knot လောက်ကွာဝေးနေပါတယ်အဲ့ဒါကြောင့်သွားရမယ့်အချိန်က2နာရီခွဲလောက်ကြာနေအောင်ပါနောက်ပြီးမောင်ခိုသမားတွေရဲ့လမ်းကြောင်းကိုအထူးကြခံမန်းလို့မရနိုင်ပါဘူးသူတို့ကလက်ရှိလမ်းကြောင်းကိုဦးတည်နေပေမဲ့မကြခင်မှာလမ်းကြောင်းပြောင်းခြင်းလဲပြောင်းသွားနိုင်ပါတယ် ကိုဘက်ဦးတည်လာရင်ပြဿနာမဟုတ်ပေမဲ့ကိုနယ်ဝေရကိုဦးတည်သွားရင်တော့ကြားဖြတ်ဖမ်းဆီးနိုင်ဖို့ပိုပြီးခက်ခဲသွားမှာပါဒီအတိုင်းဆိုရင်တော့မောင်ခိုတင်မောစီကိုမြ мян ရောက်ပြီးတားဆီးနိုင်ဖို့အရေးကြီးနေပါတယ်အရာကြောင့်စီနီကာဘောကအရာရှိတွေကဆုံးဖြတ်ချက်တစ်ခုကိုခက်မြ мян ချခဲ့လိုက်တာပါအရာကလည်းသူတို့ရဲ့လုံထုံးလုံနည်းတွေထဲမှာပါဝင်နေပါတယ်မောင်ခိုတင်မောကိုရဲရင်နဲ့တားဆီးထားပြီးမှအမိလိုက်ကဖမ်းဆီးဖို့ပါပဲအဲ့ဒီဆုံးဖြတ်ချက်ရတာနဲ့တပိုင်နဲ့တပ်ဖွဲ့ဝင်တွေကလည်းကိုတီတာဝင်တွေကိုလှုပ်ဆောင်ကြပါတယ် ခဏကြာမှတော့ဂိုင်းရန်ဆောင်တပ်ဖွဲ့အုံရဟရင်ကအဖွဲ့သားတွေရဲ့တွန်းထုတ်ခံရမှုကြောင့်တင်းမောကုန်းဘတ်ပေါ်ကိုရောက်လာခဲ့တာပါ။ပြန်တမ်းမှုမတိုင်ခင်စစ်စေးရဲကိုလည်းအ мян ဆုံးလှုပ်ဆောင်ခဲ့ကြပါရင်ရဟရင်ထုတ်ပြီးမိနစ်ပိုင်းတွင်ဖိုင်းလော့ကဆက်ဆာနိုးနေပါပြီ။ဆက်နိုးနေတဲ့အချိန်မှာကျန်အဖွဲ့သားတွေကလက်နက်တွေကိုတက်ဆင်စစ်စေးနေခဲ့ကြတာပါ။အားလုံးကလှုပ်ဆရာရှိတဲ့ကိစ္စတွေကိုကမန်းကရန်လုပ်နေကြပါရည်။အားလုံးအစဉ်သင့်ဖြစ်ချိန်မှာဘိုင်းလော့ကပြန်တမ်းရမယ့်လမ်းကြောင်းကိုတွေ့ချက်ကြည့်ခဲ့တာပါ။ မောင်ခိုတင်မော့ရဲ့လမ်းကြောင်းသားစန့်ကျင်ဘက်ကိုမပြောင်းသွားဘူးဆိုရင်တနအီလောက်ပြန်တန်းတာနဲ့လိုက်မိသွားပါပြီ။စန့်ကျင်ဘက်ကိုလမ်းကြောင်းပြောင်းသွားရင်တော့မိနစ်20နာရီဝက်လောက်ထပ်တိုးပြန်တန်းရမှာပါ။ဘာပဲဖြစ်ဖြစ်သူတို့တင်မော့နဲ့လိုက်ဖမ်းတာထက်တော့အချိန်ကုန်ပိုတက်တာနေပါပြီ။ကန်ယူရန်ဆောင်တပ်ဖွဲ့သုံး MH65 ရဟတ်ရင်မှာပုံမှန်နှုန်းနဲ့3နာရီခွဲပြန်တန်းနိုင်တဲ့လောင်စာစီဖြစ်တင်ထားတာပါ။အချိန်မြင့်မောင်းမယ်ဆိုရင်တော့စီပိုကုန်ပြီးလေထဲမှာပြန်တန်းနိုင်မယ့်အချိန်လဲရောသွားမှာပါ။ ။သူတို့ရဲ့အလောက်ကသူတို့အပေါ်မှာပဲမူတည်တာမဟုတ်ပါဘူး။နောက်ကလိုက်လာမယ့်စီနီကာရဲ့အပေါ်မှာမူတည်နေတာပါ။သူတို့ကမောင်ခိုတင်မောက်ကိုဖိအားပေးပြီးရပ်တန့်ထားခိုင်းမှာဖြစ်ပါတယ်။ဒီအချိန်မှာစီနီကာကအချိန်မီရောက်လာပြီးမောင်ခိုလေးကိုဖမ်းလိုက်မှအဆင်ပြေမှာပါ။ဒုံနာရီခွဲစာလောင်စာစီရှိတယ်ဆိုပေမဲ့မြန်မြန်ပြန်တမ်းရမယ့်အချိန်ကိုထည့်ထွက်လာရင်တော့ဒုံနာရီလောက်ပဲစိတ်အေးလက်အေးပြန်တမ်းနိုင်မှာဖြစ်ပါတယ်။ကိစ္စကဘယ်လိုဆက်ဖြစ်မလဲတော့မသိပါဘူး။ရဟရင်ကတော့ဂန်ယူရန်ဆောင်တက်တင်မောကုန်းဘတ်ဘော်ကနေပြန်တက်ပြီးမောင်ခိုတင်မောရှိရာလမ်းကြောင်းစီဦးတည်ပြန်တမ်းနေပါပြီ။ ရဟရင်ပိုင်းတော့ကတော့မောင်ခိုတင်မောစန့်ကျင်ဘက်ကိုဥတီချက်မပြောင်းသွားပါစေနဲ့လို့ကြိတ်ပြီးဆုတောင်းနေကြတာပါ။နောက်ပြီးသူ့မျက်လုံးကလောင်စာစီမီတာပေါ်ကိုပဲခဏခဏရောက်နေကြတာပါ။ဖဲဝိုင်းမှာကိုလိုချင်းနဲ့ဖဲချရဖို့အပွင့်တွေကိုပို့ချီနေရတဲ့ခံစားချက်မျိုးလည်းဖြစ်နေပါတယ်။မောင်ခိုတင်မောစီခက်မြမြရောက်ချင်တဲ့အတွက်အချိန်ကိုလည်းအမြင့်ဆုံးထားပြီးပြန်တန်းနေကြတာပါ။ဒီလိုပြန်တန်းနေတဲ့10မိနစ်တိုင်းမှာပြန်တန်းချိန်2မိနစ်စာရောကြသွားတယ်ဆိုတာကိုလည်းသိနေကြပါတယ်။နေ့လယ်2:15မိနစ်မှာတော့ဘိုင်းလော်လည်းမောင်ခိုတင်မောကိုလှမ်းတွေးလိုက်ရပါပြီ။ ကောင်းကင်ပြပြရေပင်ပြပြထဲမှာမောင်ခိုသိန်းမောကလည်းခက်ပြပြအယောင်နဲ့ခုံပေါင်းနေပါတယ်။သူတို့ကိုအလွယ်တကူမတွေ့ရအောင်အပြာရောင်သုံးဆွဲထားတာပါ။ဒီအပြာရောင်ကမျက်လုံးတွေကိုလှည့်စားနိုင်ပေမဲ့ရေဒါတွေကိုတော့မလှည့်စားနိုင်ခဲ့ပါဘူး။သူတို့လိုက်ဖမ်းနေတဲ့အရာကိုမျက်ဝါးထင်ထင်တွေ့ရတဲ့အချိန်မှာမောင်ခိုသိန်းမောဆိုတာကိုချက်ချင်းအတည်ပြုနိုင်ခဲ့ပါတယ်။ဒီအချိန်မှာတော့ Pine Love ကရဟတ်ရင်ကိုအမြင့်ပေ၂၀၀ထိရောက်အောင်စင်ချလိုက်တာပါ။ဘန်ဂါဒလက်လေပန်းမှုကြောင့်ထွက်လာတဲ့လေအချိန်ကပင်လယ်လိုင်းတွေကိုကြက်ပိုထားသွားစီခဲ့ပါတယ်။ မောင်ကိုတင်မောင်းလေးကိုတောင်လူးလွန်သွားစေခဲ့တာပါဒါပေမဲ့ဒီလောက်လှိုင်းနဲ့မောက်သွားစေတဲ့အထိတော့မဖြစ်ခဲ့ပါဘူးမောင်ကိုတင်မောင်းဘော်ကလူတွေကတော့သူတို့ကိုလိုက်ဖမ်းနေပြီဆိုတာသိပါတယ်ဒါပေမဲ့ခက်တီတီပဲဆက်မောင်းနေကြတာပါသူတို့အတွက်တတိပေးချက်မရောက်လာမချင်းသူတို့အလောက်ကိုဆက်လို့ရမှာဖြစ်ပါတယ်အဲဒါကြောင့်ရဲရင်ဘော်ကတနတ်သမားက M240 ဆက်တနတ်ကိုချိန်ရွယ်လိုက်ပါတယ်ပြီးတော့မောင်ကိုတင်မောင်းဦးတီယာရဲ့အရှိဘက်စီကိုတတိပေးပြစ်ခတ်ဖို့ကြိုးစားနေကြတာပါ ဒါပေမဲ့ချိန်ရွယ်မှုရွှေ့ချိချိန်မှာစုံလေကမရွေးတော့ပါဘူး။စားတတ်ပါတဲ့ရင်ငွေရိုက်လို့ပဲလား။မောင်ကိုသိမော့ကအစီရင်တွေလှူထားလို့ပဲလားတော့မသိပါဘူး။အဲ့ဒီပြဿနာကိုစက်တနတ်သမားကဖြေရှင်းမှုခက်ခဲနေချိန်မှာဘိုင်လော့ဖ်ကတူနီတူဟန်နဲ့ဖြေရှင်းပေးလိုက်ပါတယ်။အလားကတော့ရဟတ်ရင်ကိုဘေးတိုက်90နော်နှုံးနဲ့ပြန်တန်းပြီးပြက်မှတ်ကိုတဲ့တဲ့ချိန်လို့ရအောင်ညှိပေးလိုက်တာပါ။အလားကလက်ဆွဲစာအုပ်ထဲမှာတော့မပါနေပါဘူး။ ဒါပေမဲ့ pile of တွေကန်းကြီးသောတက်ဖွဲ့ဝင်တွေကလည်းလက်ဆွဲစာအုပ်အတိုင်းအမြဲအလုပ်လုပ်ကြတာတော့မဟုတ်ပါဘူး။အခြေအနေအရဒီလိုမျိုးလိုက်လျောညီတွေဖြစ်အောင်ပြောင်းလဲရတဲ့အခြေအနေတွေလည်းရှိနေပါတယ်။ဒါပေမဲ့ဒီလိုပြန်တန်းလိုက်တာကြောင့်လောင်စာစီစားနှုန်းကတနအီ86ဂါလန်စား95ဂါလန်ဖြစ်ပြောင်းလဲသွားတယ်ဆိုပြီးမီတာမှာပြနေကြတာပါ။ဒါပေမဲ့လက်ရှိအခြေအနေကလောင်စာစီခြေတာဖို့ထက်ထိရောက်တဲ့သတိပေးပစ်ခတ်မှုလုပ်ရမယ့်အချိန်ဖြစ်နေပါတယ်။အဲဒါကြောင့်ပရမအောင်သတိပေးပစ်ခတ်မှုလုပ်နိုင်ဖို့ကိုပဲနီလန်းမျိုးစုံတုံးနေကြတာပါ။ ရမသုံးကြည်စံမိုးကမောင်ခိုတင်မောရဲ့ရှေ့ဘက်မီတာတရာကိုတပွဲပွဲကြာရောက်သွားပါပြီ။ဒါပေမဲ့မောင်ခိုတင်မောကတော့ဘာမှမဖြစ်သလို shit not known နဲ့ရှေ့ဆက်မောင်းနေကြတာပါ။ Bile of ကဒုတိယအကြိမ်သတိပေးပြစ်ခတ်မှုလုပ်ဖို့နေရာချိန်ညှိကပြန်တမ်းပေးနေကြပါပြီ။စက်တနရဲ့စုံလေတွေကလည်းအခုထိလှည့်လို့မကောင်းနေသေးပါဘူး။ဘာပဲဖြစ်ဖြစ် Bile ရဲ့ကူညီပေးမှုကြောင့်ဒုတိယအကြိမ်သတိပေးပြစ်ခတ်မှုကိုလုပ်နိုင်ခဲ့ပါပြီ။ဒီပြစ်ခတ်မှုမှာတော့ကြည်စံတွေကမောင်ခိုတင်မောရဲ့ရှေ့ဘက်မီတာ90အကွာလောက်ကိုကျသွားခဲ့တာပါ။ဒါလည်းမောင်ခိုတင်မောကမရက်ပေးပါဘူး။ ။အဲဒါကြောင့်တရရအချင်းသတိပေးဖြစ်ခတ်မှုကိုလုပ်ခဲ့ပါရီ။အဲ့ဒီမှာတော့ကြည်စံတွေက10မီတာအကွာလောက်ကိုသွားကြတာပါ။ဒီအချိန်မှာတော့အလုဖြစ်သွားခဲ့ပါရီ။မောင်ကိုတင်မော့ကဆက်ရက်လိုက်တဲ့အတွက်အရှင်းကပုံနေသွားပြီးမကြခင်မှာပဲရက်တန့်ကရေပေါ်မှာမျောနေပါရီ။မောင်ကိုတင်မော့ပေါ်မှာပါလာတဲ့လူ၃ယောက်ကတော့သူတို့ရဲ့အနာဂတ်ကိုစဉ်းစားမိနေမှာအမှန်ပါပဲ။ရဟရင်ကတော့အမြင့်ပေနေရာမှာလှဲ့ပတ်ပြန်တန်းရင်းအခြေအနေကိုထိန်းသိမ်းထားပါရီ။ဒါကသူတို့အတွက်ပရမအဆင်ပဲရှိနေသေးတာပါ။စီနီကာအဖွဲ့သားတွေရောက်လာတော့မှမောင်ကိုတင်မော့ဘော်ကလူတွေကိုဖမ်းနိုင်မှာဖြစ်ပါရင် ီလိုပြန်တန်းနေရင်30မိနစ်လောက်အကြာမှာတော့မထင်မှတ်ထားတဲ့ကိစ္စတခုကိုတွေးလိုက်ရတာပါသူတို့ရဲ့ရေဒါပေါ်မှာအနောက်တောင်အရက်ကနေ40အနောက်နှောင်းနဲ့သူတို့ရှိရသည့်ရွေလျားနေတဲ့အဆက်ပြောင်းနှစ်ခုကိုတွေးလိုက်ရလို့ပါပဲအဲ့ဒီနှောင်းနဲ့ဆိုရင်ဒီအဆက်ပြောင်းက30မိနစ်အတွင်းသူတို့ရှိရစီကိုရောက်လာတော့မှာပါစီနီကာတင်မောရောက်ဖို့အချိန်ကတော်တော်လေးလွန်နေပါသေးတယ်ဒါကမိုးရေကိုင်းတွေရဲ့လုံထုံးလုံနေပါပဲသူတို့ကမောင်ခိုတင်မောတွေနဲ့10မိနစ်အကွာလောက်ကနေအကာအကွယ်လေးတွေထည့်ပေးတတ်ကြပါတယ်တခါလေးတွဲလွှတ်လိုက်ရင်တိတာလုံးတဲ့အတွက်အခုလိုမျိုးစီစဉ်ထားရတာပါ မောင်ခိုလေးကရေပင်ထဲမှာဆက်ချိုရွင်လာပဲဖြစ်ဖြစ်အခုလိုမျိုးကမ်းခြေဆောင်တပ်ဖွဲ့ဝင်တွေနဲ့တွေ့ရင်ပဲဖြစ်ဖြစ်အကူအညီပေးနိုင်ဖို့လိုက်လာကြပါရစေ။ဒရိုစီမှာတော့ AK47 လို့မောင်းပြန် rifle တွေပါလာတက်တာပါ။အခုလေမောင်ခိုတင်မောကိုကာကွယ်ဖို့လိုက်လာတဲ့မြန်နှုံးမြင့်စက်တက်လေးနှစ်စီးကမီတာ2000အကွာဝေးကိုထိမ့်သိမ်းပြီးခနာလေးပတ်နေတာပါအခြေအနေကိုလမ်းအခက်ခန့်နေပုံရပါလေဒရိုကင်ထားတဲ့ AK47 မောင်းပြန်တနက်တွေနဲ့ရဲရဲရင်မှာပါတဲ့ M240 စက်တက်တွေရဲ့အကွာချချက်ကတော့ဘလောက်အကွာဝေးထိပြင့်နိုင်လဲဆိုတဲ့အချက်ပါပဲ AK47 တွေကသူ့နာမည်နဲ့တူရှိပေမဲ့ M240 တွေကိုရှင်ပစ်ဖို့အထီးတော့အခြေအနေကောင်းမှာမဟုတ်ပါဘူး။ဒါပေမဲ့သူတို့ကသွေးတိုးဆန်းဖို့တော့ဆုံးဖြတ်လိုက်တာပါ။လေတစည်းကမောင်ခိုလေးရဲ့အနာကိုအချိန်နဲ့တိုးလာခဲ့ပါရည်။ရရင်ဘော်ကစက်တနတ်သမားကလည်းအဲ့ဒီလေကိုချိန်ရွယ်ထားတာပါ။အလားကအခုလေတွေကိုဟန်တားလိုက်တာဖြစ်ပါရည်။တနတ်နဲ့ချိန်ရွယ်ခံရတဲ့အချိန်မှာ AK47 ကိုရရင်စီချိန်လိုက်ရင်တော့ကိုယ်တည်ရင်ကိုတိုးလိုက်တယ်လို့ဖြစ်သွားမှာပါ။ ဘိုးရဲ့ဂိုင်းအဖွဲမှာလည်းအစီအစဉ်တွေရှိနေပါတယ်။ရဲအရင်ကအကူလေတစ်စီးစီကိုအာယုံရောက်နေတော့နောက်တစ်စီးကတခြားဘက်ကိုလမ်းကြောင်းပြောင်းပြီးတိုးဝင်လာပြန်တာပါ။ဒါကသူတို့ရဲ့အဖွဲလိုက်တိုက်ခိုက်ရေးနီလန်းပါပဲ။ဒီအချိန်ထိအခြေအနေကိုနှစ်ဖက်စလုံးကအကဲခတ်နေကြပါတယ်။ဘသူမှစတင်ပြီးမလှုပ်ရှားသေးပါဘူး။အကူလီရီကတော့ဆုတ်ခွာလိုက်ပြန်ကတ်လာလိုက်လှုပ်ပြီးသွေးတိုးဆန်းနေကြပါတယ်။တချိန်တည်းမှာပဲရဲအရင်ကဘလို့တုံးပြန်လဲဆိုတော့ကိုပါလေ့လာနေတာပါ။အချိန်ကြာလာရင်သူတို့ဘက်ကအားသာချက်ရှိလာမလားလို့မောင်ခွန်သမားတွေကစဉ်းစားနေပါတယ်။ သူတို့ကရဟယင်လောင်းစားစီကုံမဲ့အခြေအနေကိုလည်းစိတ်မန်းနဲ့တွေ့ချန်နေကြတာပါနောက်တစ်ဆင့်မှာတော့အကိုလီနစီကစန့်ကျင်ဘက်ခွဲထွက်သွားပြီးရဟယင်ရဲ့မျက်ကွယ်အနေအားဖြစ်သွားအောင်ကြိုးစားပါတယ်ဒီအနေထားကရဟယင်အတွက်တော့အန်ဒရယ်ရှိနေတာပါအဲဒါကြောင့်ရဟယင်ကိုပေ900အမြင့်ပေအထိတက်လိုက်ပါတယ်ဒီချိန်မှာတော့လှင်းစည်းစလုံးကိုတပြိုင်နက်တည်းစောင့်ကြည့်နေလို့ရသွားပါပြီ။ပြီးတော့ဒီအကွာဝေးကို rifle နဲ့လမ်းပစ်မယ်ဆိုရင်လည်းတိတ်ပြီးထိအောင်မှာမဟုတ်ပါဘူး။သူတို့ရဲ့ M240 ရဲ့ဆက်တနက်နဲ့လမ်းပစ်မယ်ဆိုရင်တော့လှေတွေအထွတ်ကန်ဆိုးသွားမှာပါ။ ကမ္ဘာစွမ်းငင်ရဆိုင်ရာယူပပေတာကရဟယင်ဘက်မှရှိနေခဲ့လို့ပါပဲ။ဒီချိန်တွေမှာတော့အကူလေနှစင်းလဲထွက်ခွာဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။ဒီရဟယင်ကထွက်ခွာမသွားဘူးဆိုတာသူတို့ကနားလည်သွားခဲ့တာပါ။နောက်ပြီးတိမ်မကြခင်မှာစီနီကာအဖွဲ့သားတွေရောက်လာတော့မယ်ဆိုတာသူတို့ကနားလည်နေပါတယ်။အဲဒီခါကျရင်ရဟယင်ကသူတို့ကိုလည်းအလွတ်ပြေးတော့မှာမဟုတ်ပါဘူး။အခုကမောင်ခိုပြည်စည်းအပြည့်ပါတဲ့တင်းမောကိုပဲဦးစားပေးနေလို့သူတို့ကိုရံမရှာသေးတာဖြစ်ပါတယ်။အဲဒါကြောင့်အကူလေးနဲ့စီးက45နော့နှုံးနဲ့နိုင်ငံတကာရေပိုင်နဲ့စီတဟုန်တူမောင်းပြေးသွားခဲ့တာပါ။ ကန်းကြီးဆောင်တပ်ဖွဲ့ရဲ့လုံထုံးလုံနီးတွေထဲမှာတပ်တွေကိုဖမ်းမိဖို့ကဦးစားပေးပါပြီ။မတက်သားတဲ့အချိန်မှသာတိုက်ခိုက်တတ်တာပါ။အခုလည်းမောင်ခုတင်မောကိုတိုက်ခိုက်နေမြုပ်လိုက်လို့ရပါတယ်။နောက်ပြီးအခုလေတွေကိုလည်းတိုက်ခိုက်လို့ရပါတယ်။ဒါပေမဲ့အဲ့ဒီခါကျရင်မူရဆေးတွေကလည်းရေတဲ့နေမြုပ်သွားနိုင်ပါတယ်။အဲဒါကြောင့်အခုလိုစိတ်ရှည်လက်ရှည်စောင့်ရနေရတာပါ။ဒီလိုနဲ့စီနီကာတင်မောကလည်းသူတို့အနာကိုရောက်လာခဲ့ပါပြီ။အဖွဲသားတွေက RIB လှေတစည်းကိုကရိန်အသုံးပြုပြီးတင်မောပေါ်ကချလိုက်ပါတယ်။လေမောင်းတဲ့သူကတော့ရေပင်မရောက်ခင်ကတည်းကစံနှုတ်ထားပြီးပါပြီ ရေပြင်စီအကြကျိုးဖြုတ်ပြီးမှတော့မောင်ခိုတင်မောင်းရှိရာစီဦးတီခုံမောင်းသွားပါတယ်အနာကိုရောက်တဲ့အချိန်မှာလက်နက်ကိုင်အဖွဲ့သားတွေကမောင်ခိုလီဘောခုန်တက်ပြီးတယောက်ချင်းစီကိုထွက်လာခိုင်းကဖမ်းဆီးနေကြတာပါပြီးတော့တပ်တွေပစ္စည်းတွေကိုတင်စီလိုက်ပါတယ်အဲဒီနောက်မှာတော့ကြံခဲ့တဲ့မောင်ခိုလီကိုဖျက်ဆီးနှိမ့်မြုပ်ခဲ့ရင်းစကန်းရှိရာကန်းကြီးဘက်ကိုပြန်မောင်းလာခဲ့တာပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ